ားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့ကိုကိုတစ်ဖက်သက်စေတုကပေးနေလူတွေစိန်နှောက်ရှက်ပေးနေသူတွေပြဿနာရှာတဲ့လူတွေကိုရှင်းထုတ်နေမြောက်ပေးမှာဖြစ်ပါတယ်အဲ့တော့ရှင်းထုတ်တဲ့ဆိုတဲ့နေရာမှာလဲကိုကသူကကိုပြဿနာလမ်းမရှာတော့မဲ့တခြားတစ်ယောက်ကိုဥတီသွားတာပေါ့နော်အဲ့ဒါမျိုးဆိုလိုခြင်းဖြစ်ပါတယ် အဲ့တော့ကိုကမှန်နေရတာနဲ့ကိုတစ်ဖက်သက်ကြီးနိုင်ကြည့်နေတယ်တစ်ဖက်သက်ကြီးပဲကိုပြစ်တယ်ပြောနေတယ်တစ်ဖက်သက်ကြီးပဲကိုမကောင်းမြင်တယ်တစ်ဖက်သက်ကြီးကိုကိုစိတ်နှောက်ရှက်တယ်မြဲပြင်းတယ်ဆဲရုကတွေမြဲပြင်းပြစ်နာနေမြဲရှာတယ်ပေါ့ဗျာအဲ့လိုလူမျိုးတွေကိုလှုပ်လို့ရပါတယ်ဒီနေရာမှာလည်းတချို့ကကိုကသူမြောက်တော့စိတ်စိတ်တကောက်ပြအောင်လှုပ်ပြီးတော့ကိုကဒီကြတာလှုပ်လို့တော့မရဘူးပေါ့ဗျာနော်ကိုကအမှန်တကယ်ပဲခန်းနေရတယ်အမှန်တကယ်ပဲကိုကိုစိတ်ညစ်အောင်လှုပ်နေလူတွေရှိတယ်အလုတ်ထဲမှာရောမိသားစုထဲမှာရောအိမ်မှာရောလမ်းမှာရောအเจ้าမှာရောစပစ်ဖိနေရပဲဖြစ်ဖြစ်အဲ့လိုအဲ့လိုတွေရတယ်ရာ ရှိကောင်းရှိနိုင်တယ်ပေါ့နော်တကယ်လို့ရှိခဲ့ရင်ဒီဟာလေးကိုလွတ်လို့ရပါတယ်ဗျအဲ့တော့ဒီဟာလေးလုံးမဲ့ဆိုရင်ကျွန်တော်ခုနပြောသလိုပဲကိုဘကအမှန်တကယ်ပဲခံနေရဖို့တော့လိုတယ်ပေါ့နော်ကိုဘကကိုမှန်နေရတာနဲ့ကိုကောင်းနေရတာနဲ့တဖက်လူကအရင်ရောပြဿနာလေးလာရှာနေတာလေကိုမှန်ကောင်းနေတာကိုတဖက်တဖက်တက်တိဘုတ်ကောနော်မနာလို့မုံနာဖြစ်နေတာတွေတိုက်ခိုက်နေတာတွေ အားလုံးကိုလှုပ်လို့ရပါတယ်ဗျဟုတ်ပြီဒါဆိုရင်ဗာလေးလို့မယ်ဆိုတော့ပထမဆုံးလိုတာတည်းကတော့ကြောက်ခဲတလုံးလို့မယ်ကြောက်ခဲကိုတည်းရေမြောင်းမှာကောက်မှာရေမြောင်းနေကောက်မှာဖြစ်ပါတယ်ရေမြောင်းတို့ပင်နာပဲကောက် ကောက်နော်ကြောက်ခဲလေးတလုံးကိုလမ်းမှာကောက်မှာကောက်ပြီးတော့အဲ့ကြောက်ခဲလေးမှာ သူ့နာမည်သူနေနံအဲသူအသက်ရင်းမယ်အသက်အသိမသိမရင်းနေမှာဥပမာကြော်ကြီးတနင်္လာသား25နှစ်ပေါ့ဟုတ်ပြီအဲ့ဒါလေးကိုဗာနဲ့ရင်းမလဲမြပြူနဲ့ရေးလဲရတယ်ဟော ခဲတဲ့နဲ့ရေးရရတဲ့ဘော်ဘီနဲ့ရေးရရလဲခေါလရှင်နဲ့ရေးရရတဲ့ခြေတဲ့နဲ့ရေးလို့ရပါတယ်အဲမျိုးလေးကိုရေးမယ်ရေးပြီးတော့တကယ်လို့အလုတ်ထဲမှာပြန်နှရှာလို့ရှိရင်အလုတ်နေရာနာမှာလမ်းမှာပြန်နှရှာလို့ရှိရင်လမ်းပေါ်မှာလုံမယ်အိမ်မှာပြန်နှရှာလို့ရှိရင်အိမ်မှာလုံမယ်ဟောကိုပြန်နှရှာတဲ့အနီးတဝိုက်နာမှာလုံမယ်ပေါ့အမဆိုကြပါစို့ကိုယ့်ရဲ့အလုတ်ထဲကလူကိုကကိုယ်ပြင်နဲ့လာရှာတယ်ဆိုရင်အလုတ်အလုတ်ထဲကိုသွားမယ်မှာအလုတ်ထဲကိုသွားပြီးတော့ကျွန်တော်နေအဲ့အလုတ်ရဲ့နေရတနေရာလောက်မှာအဲ့အဲ့ကြောက်ခဲကို ခြေခြေစုံရက်မယ်နော်ခြေစုံလေးရက်ပြီးကြောက်ခဲပုံမှာနာမည်နေနဲ့အသက်ရေးမယ်ရေးပြီးဆိုတော့ねအဲ့ကြောက်ခဲလေးကိုကင်မယ်ကောင်းကင်ပြီးတော့အဲ့ကြောက်ခဲပုံမှာလည်းသူ့မျက်နှာလေးကိုမြင်အောင်ပြီးတော့အဲဥမာဆိုကြပါစို့ကြော်ကြီးတနေ့တာတန်း25နှစ်ဒီနေ့ရစပြီးငါ့ကိုစိတ်ဒုက္ခပေးနေတယ်ရက်စီကဲငါ့ကိုလိုက်ပြစ်နာမယ်ရှာနဲ့ချားနေအောင်တွားဟဲ့ဆိုပြီးတော့ကျွန်တော်တို့တွေအဲ့ဒါလေးကိုနောက်ပြန်ပြစ်လိုက်မှဖြစ်ပါတယ်နောက်ပြန်ပြစ်ပါအနောက်ကိုလုံးဝမကြည့်ပါနဲ့တခုတော့ရှိတယ်ပေါ့နော်ကိုအနောက်ပြန်ပြစ်ပြစ်လိုက်တဲ့နေရာထဲမှာ တခြားလောက်ကြည့်လိုက်အောင်ပေါ့တခြားလူတွေဆိုင်ကယ်တွေကားတွေစပိန်တွေရှိနေလို့ရှိနေတော့တခြားကိုရောနေအောင်မယ်နော်ရောပြီးပြပြနေရှင်းကြီးဆိုင်နေအောင်မယ်အဲ့တော့မပြစ်ခင်မှာအနောက်နာကိုတခြားကြည့်မယ်ပေါ့တခြားလေးကြည့်ပြီးအားလုံးရှင်းပြီဆိုပြီး okay ပြီဆိုလို့ရှိရင်အဲ့ဒါလေးကိုပြောပြီးတော့သုံးကောင်ပြောမယ်နော်ကြော်ကြည့်တင်းတန်သား25နှစ်ငါ့ကိုပြနေရှာနေရလေငါ့ကိုမနာလို့မုန်းထားနေရလေငါ့ကိုနိုင်ကြည့်နေတာတွေအဲစပိတ်ပေါ့နော်ကိုပြစ်နေတာပြောပေါ့ငါ့ကိုစိတ်ဆိုးအောင်စိတ်တူအောင်မြဲလုံနေတာတွေငါ့ကိုမြဲဒုက္ခတွေပေးနေတာတွေ အမြန်ရက်စီတခြားနေရာကိုတခြားနေရာကိုသွားစီတခြားနေရာကိုတခြားနေရာကိုပြောင်းလုပ်စီအကွက်ကိုအစင်သူတို့ပြောလိုက်ရတယ်အဲ့ဒါကိုအနောက်ပြန်ပြစ်လိုက်တော့ဘာမှပြန်လက်မကြည့်တော့နဲ့ချက်ချင်းထွက်တာတော့ကျွန်တော်ခုနပြောလို့ပဲမပြစ်ခင်နေတော့အနောက်လေးကိုတေချာလေးတစ်ချက်လည်းရှိုးလိုက်ပေါ့နော်ဒါကြောင့်နောက်ကလူတွေပါသွားမှန်နေပြက်နိုင်ရှင်းနေအောင်မဟုတ်ပြီဒါနံပါတ်1ရေတရား မနေ့ညရရတော့အရန်ဆိုးမှအရန်ချင်နေဆိုးမှလောက်ပါနမနေ့ညရရလည်းလွယ်တယ်ဗျနမနေ့ညရတော့သူ့ရဲ့တပုံတပုံလိုသွားပြီတပုံအကြီးနေနေအသေးနေနေလိုင်စင်းပုံတိတိလေးရရလည်းအဆင်ပြေတယ်အဲ့အဲ့နောက်မှလည်းခုနလိုပဲသူ့နာမည်သူ့နေနဲ့သူ့အသက်ရေးမယ်အသက်ကတိနေရေးမတိနေမှရေးနေပေါ့ဥပမာမောင်ချူကြသာပရိသာမန္ဒီစနေသမီးအသက်25နှစ်ကျော်ကြီးတင်းနေတာအသက်25နှစ်အဲ့ဒါမျိုးလေးရေးမယ်ရေးပြီးတော့ကျွန်တော်တို့ကအဲကျွန်တော်တို့ကျွန်တော်တို့ရေးပြီးတော့ ပန်ကားလေးရှိတယ်ဟုတ်အခုဆိုရင်နွယ်တူဆိုတော့ပန်ကားလေးလိုးလာပြီပန်ကားလေးပန်ကားလေးအဲ့အဖုံးလေးချွတ်လာပြီပန်ကားလဲတဲ့တလက်ရဲ့နော်ဝက်ဥတက်တက်မှာအဲ့တက်ပုံလေးကိုကပ်ပြီးထားမှာဖြစ်ပါတယ်ကိုယ်ရင်ကိုပြဿနာကြီးလာရှာရင်ပုံနော်ပန်ကားလေးလဲလဲတဲ့လဲတဲ့အဲ့တလက်ရဲ့ဝက်ဥတက်တက်မှာသူပန်ကားအဲ့ပန်ကားလေးဝက်ဥမှာသူ့တက်ပုံကိုကပ်ပြီးထားလိုက်ပါကော်လေးနဲ့ကပ်ပေးလိုက်ပုံနော်ကော်နဲ့ကတိတ်နဲ့ကပ်ပေးထားလိုက်ကပ်ပြီးထားလိုက်ပါ ပန်ကားလေးလဲတယ်လို့သူလဲခေါင်းလေးချက်ချက်လဲအောင်လဲသွားလိမ့်မယ်အဲ့တော့ကိုယ့်စီကိုလာမဲ့ပြက်နာလေးကသူများစီကိုလဲထက်သွားလိမ့်မယ်ကိုယ့်စီကိုရောက်မဲ့ဒုက္ခတွေသူများစီရောက်သွားလိမ့်မယ်ကိုယ့်စီကိုလာပြီးဒီကောင်ပြက်ပြက်နာလှရှာနေမလားအဲ့လိုမျိုးလားလဲပြီးလိုက်တခြားတယောက်သူပြက်နာသွားရှာလိမ့်မယ်ကိုယ့်ကိုလာဖို့စိတ်မကူးတော့တခြားနေရာကိုရောက်သွားလိမ့်မယ်ဒါနံမနစ်နံမ3ရက်တည်းကလည်းရှိပါသေးတယ်နံမ3ရက်တည်းကတော့ကျွန်တော်တို့ ဆောင်းမှဖြစ်ပါတယ်။ဘာလေးဆောင်းမယ်ဆိုတော့ spider ပုံလေး။အဲ့တော့ spider ပုံလေးကို spider ပါတဲ့ကျွန်တော်တို့ပတ်စံ A တို့အသုံးဆောင်လေးသုံးမယ်ဆိုရင်ရတယ်။အဲ့လိုမဟုတ်ဘူး spider ပုံလေးတွေကိုကျွန်တော်တို့အခုခလေးတွေဆော့တဲ့ပုံလေးတွေကိုကိုယ့်ရဲ့တွေ့ချိန်မှာပဲဖြစ်ဖြစ်တော့ချိန်ပဲဖြစ်မြေနဲ့ချိန်ထားလို့ရတယ်။ကိုယ့်ရဲ့ပတ်စံ A တွေမှာအခု spider ပုံလေးကိုတွေ့ချိန်မှာချိန်ထားပေးမယ်။ဒါပြင်ကျွန်တော်တို့ spider ပုံလေးတွေကိုဆွဲတိုက်နေကိုယ်ကိုဆွဲလိုက်မယ်။ဆွဲပြီးတော့အဲ့ပစ်စပိုက်တာပုံလေးလေးကိုခောက်ပြီးတော့အဲ့ထဲမှာထည့်ထားမယ်ဆိုလေရတယ် ဒါဆိုလို့ရှိရင်အဲ့ဒီလူကကျွန်တော်တို့မတက်ခဲ့တော့ပါဘူးတော်တော်တခြားနေရာကိုသွားတက်ခဲ့ပါလိမ့်မယ်ဆပ်စပိုက်တာပုံနော်စပိုက်တာဘလိုပုံနေနေရတယ်အယုတ်လည်းရတယ်ခလေးစောစရာလည်းရတယ်အဲ့တော့စပိုက်တာပုံတွေကပေါ်ပါတယ်နော်ခလေးတောင်မြင်နေဆော့နေတာဆိုစပိုက်တာပုံလေးလေးကက်ခွာလေးလည်းရှိတယ်ကက်ခွာလေးလေးဟုတ်တယ်ကိုယ့်ရဲ့ပဆိုင်လေးတွေမှာကတ်လို့ရတယ်ကိုယ့်ရဲ့အသုံးဆောင်လေးတွေမှာလည်းတူရဲ့ထမင်းကြိုက်တွေဘာလို့မှာတယ်အဲ့အဲစပိုက်တာပုံလေးတွေကတ်လို့ရတယ်စပိုက်တာပုံလေးတွေတော့ချိတ်လေးတွေချိတ်လို့ရတယ်စပိုင်နာနဲ့ပတ်သက်ပြီးဘယ်ရောက်ကိုမဆို့ ယူနေတဲ့လောက်မြများယူတုံနေတဲ့လောက်မြများတုံကတ်နေတဲ့လောက်မြများကတ်ထားပါဒါဆိုရင်အဲ့ဒီလူကကိုယ်လာပြီးတက်ခဲတော့ပါဘူးဗျအကယ်ဒါလေးကိုလာပြီးမြားပေးတာပါဗျာကျေးဇူးနာစင်မြင်မယ်ဆိုလောင်သူပဲကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲတိုက်ခိုက်ကင်းကြပါသည်ဆက်ချင်တဲ့ကိုကြမှာရှိကြပါသည်ဗျအဲ့တော့အစီအမပြေတာမြားကိုလည်းခွန်မရေးခဲ့မေးခဲ့လို့ရပါတယ်ဗျကျွန်တော်ချက်ချင်းပဲပြန်လည်မြောက်ပေးပါတယ်ဗျမိတ်ဆွေအားလုံးလည်းစေချမ်းသာကိုကြမှာရှိကြပါသည်ဗျာပြေပြဝဲကွာအန်နေကပေးရှင်းကြပါသည်အစီအမေနဲ့ live screen နေပြီးအားပေးကြလို့ရပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာ